ခွင့်ပေးတော်မူပါဗျာခွင့်ပြုတော်မူပါဗျာလို့ဒီပဲရခွင့်တော့ပါခွင့်ပြုပါခွင့်ပေးပါဒီလိုဒီပဲရနော်ဆိုတော့သုံးညီတော်စကားဟောကာသဟောကာသဟောကာသခွင့်ပေးပါခွင့်ပြုပါနော်ဒီလိုဆိုပြီးတော့ကာယကံဝစီကံမနောကံနော်ကာယကံဆိုကိုယ်နဲ့လုပ်တဲ့ကိုယ်ပူရတဲ့လုပ်ကိုယ်ပူရတဲ့ကောင်းတာတွေလုပ်တယ်မကောင်းတာတွေလုပ် ဝစီကံဆိုတာနှုတ်နဲ့ပြောတာကောင်းတာတွေနဲ့ပြောတယ်မကောင်းတာတွေပြောမနောကံဆိုတာစိတ်နဲ့ဉာဏ်စီကောင်းတာနဲ့ဉာဏ်စီတယ်မကောင်းတာနဲ့ဉာဏ်စီဆိုတော့အခွင့်ပြုတော်မူပါဗျာအခွင့်လုပ်ပါဗျာဘယ်အတွက်လဲကာယကံရဲ့ဝစီကံရဲ့မနောကံတခါတခါကောင်းတဲ့ကိုယ်မူရာနှုတ်မူရာစိတ်မူရာဆိုကိစ္စမရှိမကောင်းတဲ့ကိုယ်မူရာနှုတ်မူရာစိတ်မူရာတွေနဲ့ပြတ်သွားပြီလို့ရှိရင်နော် အဲ့ဒီတက်ပြမထားခဲ့လို့ရှင်ခုလိုပါလို့ဒီပဲရတယ်အပြစ်တို့ကိုတော့ပါစေခြင်းအကျိုးကျန္တာသုံးပါးရဲ့ဌာန်မှာပြိပတ်ဆရာသမားတွေရဲ့ဌာန်မှာဝန်ချတောင်းပန်လို့ရှိရင်အဲ့ဒီအပြစ်တရားပြောင်းပြန်သွားတယ်တဲ့ဆက်နော်သူဘုံဘုံတို့ဘုရားလက်ထက်တော်အဇတတမင်းကြီးဆိုရှင်နော်အဇတတမင်းကြီးသူ့အဖေဘိန်းကြီးဘိန်းတရာမင်းကြီးတပ်အဖေကိုတပ်ပြီးတော့ဒီပြမကျွလို့ပြီးတဲ့အပြစ်တွေကိုဘုရားရှင်တော် ဘုရားရှင်ထံသွားပြီးတော့ဝင်ချတဲ့တောင်းပန်နေကြတော့နော်အဲ့ဒီအတွက်ဘုရားရှင်တရားဟောလိုက်တယ်တပည့်ခလာသူစတာဟောလိုက်တယ်တော့သူအိတ်တို့ရနော်ပထမအိတ်မရအောင်တော့ပြင်ပန်းနဲ့စင်စင်ရဲ့ဖြစ်တော့အဆင်ပြေသွားတယ်ပေါ့တော့တိတိမာမြည်တဲ့ပြိတ္တာမှာသောတပန်အရိယာဖြစ်တဲ့ဥဒ္ဒတာမြည်တဲ့တတိသတိကိုပြမကျွလို့မိတာရှင်အဲ့တော့ဘုရားရှင်ကသွားပြီးတော့ကရောဝင်ချတောင်းပန်နေစိတ်ထောက်ပေါ်ပါတယ် ။တပီတို့လုပ်ထားတယ်။အပြစ်တစ်ခုကိုလုပ်ထားတယ်ဆိုကြပါစို့။ဖေတို့မေတို့တောင်းပန်လိုက်ရင်ဆရာသမားတွေမိဘတွေတောင်းပန်လိုက်ရင်အစိတ်ချက်ပေါ့။ဟမ်အဲ့တော့ပေါ့။အဲ့လိုဝါကြတောင်းပန်လို့ရှိရင်ပြစ္ဆုဗန္ဒနာဘီဒုက္ခဘီဆူရိယကဲလို့နိုင်တယ်တဲ့။လောကီအတွက်လောကုတ္တရာအတွက်အကောင်းကျိုးများရနိုင်တယ်လို့ဒီလိုဆိုနော်။ဩဃာတာဩဃာတာဩဃာတာပြီးတော့ကာယကံဝစီကံမနောကံ သဘတော်ကခသိန်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းကြောင့်ပြီးတော့ပါဆုံးပြီဓမ္မဒုတိယတတိယတကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်တရားယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါတို့တို့တချို့ကကြောင့်ယရဏသုံးပါနဲ့ဝိပါဆရာသမားတို့ကိုဒီလိုဆိုရနော်ယောတိအတိမြတ်လက်ဆောင်ဝင်ရှိကုန်ပူတော်ဘုရားမှာဆက်ကြောပါ၏နော် ယရဏသုံးပါးဆိုတာစိတ်ရွှေယရဏစသည်လောကမှာရှိတဲ့ယရဏတွေရှိရှိအဲ့ဒီယရဏတွေကယာကင်းတမှုရှိရှိအဲ့ဒီယရဏတွေတဲ့အဲ့ဒီယရဏတွေကယာကင်းတမှုရှိရှိအဲ့ဒီယရဏတွေကိုကြိုးစားရှာရင်ရနိုင်တယ်တပိတော့ရွှေလိုခြင်းနဲ့ရွှေကြိုးစားရှာရနိုင်တယ်စိတ်လိုခြင်းနဲ့ပရမယလိုခြင်းနဲ့ကြိုးစားရှာရင်ရနိုင်တယ်တမဖျားတိဥတော်ယရဏတရားတိဥတော်ယရဏသံဃာတိဥတော်ယရဏမှာကြတော့ဒီယရဏသုံးခုကြတော့လောကမှာအခက်အခဲတိပေါ်ပေါ်တည်ဖို့ဆိုတော့ ကဘာအသိချင်းများစွာကြားမှတပည့်ယုတ်ဘုရားရှင်ဒီဟုတော့ဘုရားအစဉ်မျိုးပေါ်ပေါ်လာတယ်။အဲ့ဘုရားရှင်မျိုးလောကမှာပေါ်ထွန်းလာမှာဘုရားရဲ့တရားတော်အစဉ်ပေါ်လာတယ်။တရားအစဉ်ပေါ်မှာတန်ခါအစဉ်ပေါ်လာတယ်။အဲဒါကြောင့်ဘုရားရှင်တရားစစ်တန်ခါစစ်တူတွေ့ရဆောင်ရခဲ့တဲ့အရှာပါလို့ဖြစ်လို့မျက်စုံရနာဒီလိုဆက်နော်ယန္နာညာသုံးပါးဟုဒီလိုဆက်နော်ယုတိလိညာလက်ဆောင်ပေးရှိဖို့ပူဇော်ပူမြောက်ပိုင်းရှောဖရောပိုင်းဖြစ်ရ အဲ့ဒီယရဏမြတ်သုံးပါးယုတိတိယုတိထိုင်မြတ်တို့တိမြတ်တို့ထိုင်ရှိခိုးတိရှိခိုးထိုင်ပူဇော်တိပူဇော်ထိုင်တယ်ဖူးမြော်တိဖူးမြော်ထိုင်တယ်အဲ့ဒီယရဏမြတ်သုံးပါးကိုတဲ့ယုတိမြတ်တို့လက်ဆောင်မှုရရှိခိုးပူဇော်ဖူးမြော်မန်ရှောပြတော်ပါလေအဲ့လိုကြောခြင်းကြောင့်မိမိရဲ့တဏ္ဍမှာခက်ထက်နေတဲ့မာပါနာတွေစိတ်ရိုင်းတွေနှိမ့်ချပြီးတော့ယုတိစွာတုတ်ပွားပြီးရှိခိုးကြောလိုက်တဲ့ဆက်တဲ့သဘောနော်ဆိုတော့ဖူးမြော်မန်ရှော ပူတယ်ဆိုရင်မအောင်ရှုံးမပူလို့ရတယ်ရှုံးလို့ရတယ်။ပူပူလို့ဆုံးခဲ့ကြရတယ်။တစုံတယောက်ကလာပြူတယ်ဆိုရင်အိုင်းတဲ့နေလူခံလို့ဆင်မပြေ။မအောင်ရှော့ထော။လူခံတဲ့သူကလည်းမအောင်ရှော့ထော။နားလူတဲ့သူကလည်းမအောင်ရှော့ထော။ဆရာလေးကဘဒကမတင်ခန်းစီနော်ဆရာလေးကတန်းပြီးတော့ဘဒကဆုံးခဲ့ကြတယ်။အဆုံးဖို့ကြွားတယ်။ဆရာလေးကပြေလို့မပြေလို့ စာရေးဆရာကြီးတို့တည်တဲ့သူတွေဦးဆရာကြီးဆိုတော့ဘုကလေးလုံးလောင်းမယ်ဘုကလေးကပ်မယ်အဲသူတို့ကလည်းမန်အောင်ရှော့ထားပါဆရာလေးဆရာကြီးတိတိလေးရှိမန်အောင်ရှော့ထားပါဒီလိုလောင်းပြတ်တယ်ဒီလိုလူပြတ်တယ်အဲဆရာလေးတို့ကလည်းမန်အောင်ရှော့ထားပါဒီလိုလူခံပြတ်တယ်နော်မန်ရှော့မှာဘလိုပဲပြောပါမယ်ဆိုရင်ဒီလိုဖြစ်နေအစ်စင်ပြည့်နော်မန်အောင်ရှော့ထားလူလည်းသူကလည်းမန်ဖူးမြော်မန်ရှော့ဆိုမန်ရှော့မှာဖူးမြော်တဲ့ဖူးမြော်တဲ့မန်ရှော့မှာဖူးမြော်ခံတဲ့မန်ရှော့မှာဖူးမြော်တဲ့မန်ရှော့ထားရင် ာယုံထုံးတာပါတက်ဘာပညာစတတ်တာဘာပစ္စည်းရှိတာလဲငါအောင်မြင်တော့မထင်ရှားတော့လဲငါကြိုကြတော့လဲဘာပါပဲသူကပါပဲဆိုတဲ့မှန်ကြီးရှိတာနဲ့စပြေနော်အဲ့လိုမန်ရှော့မှာကတော့ဖြစ်တယ်ကတော့ရတဲ့အကျိုးအားကြောင့်အဲ့လိုယူသည်မြတ်တို့ကတော့လည်းရတဲ့အကျိုးကြောင့်ဘေးအန္တရာယ်အမျိုးမျိုးကိဝေးပါလိချက်သာဒုက္ခမျိုးမျိုးရရှိရပါလို့ဒီလိုဘောပေါ့နော်အဲ့ဒီအကျိုးတရားတွေလုံးစွာများတယ်နော်မယုတ်ဆိုနိုင်တော့မပြောနိုင်တော့များတယ်လူရင်းအကျိုးကတော့ အနည်းငယ်ပဲဆုတောင်းလိုက်ခြင်းပဲတဲ့ဒါလည်းဆိုရင်အပယ်လေးပါးလောရပါလို့ဤတဲ့နော်အပယ်လေးပါးဆိုသူဆိုတယ်လေကရောရသောအကျိုးအကြောင်းဆိုကြည့်ပါကရောရသော ကရောရတော့အကျိုးအကြောင်းအပယ်လေးပါအပယ်ဘယ်နှပါတယ်လေးပါအဲ့ဒီအပယ်လေးပါပါလဲဆိုမရေတိရစ္ဆာန်ပြိတ္တာအတုတကယ်လေးပါမရေပါပါလဲမရေရေတိရစ္ဆာန်ရေပြိတ္တာရေအတုတကယ်ငရေဆိုငရေဒုက္ခခံစားနေရငရေကြတယ်မရေကြည့်မယ်ငရေကြည့်မယ်တော့ငရေဒုက္ခခံနေစေရတယ်နော်သူတန်ရေဘုရေဆိုတန်ရေဘုကြီးတယ်တန်ရေဘုကြီးတယ်လောက်ချောင်းအမျိုးမျိုးပေါ့နော်

စီကြောက်တယ်တကယ်တစီကြောက်အောင်ကိုတစီဖြစ်အောင်ကြောက်ဟင်းတရေကြောက်အောင်ကိုတရေဖြစ်အောင်ကြောက်ဒီကတရေကိုကြောက်ကြောက်မနေ့တရေကိုကြောက်ကိုတရေဖြစ်အောင်ကြောက်ဥဒီကိုယ်တိုင်ကခုနကကာယကံဝစီကံမနောကံနော်ကံသုံးပါးနဲ့ပြမမီအဲ့လိုကံသုံးပါးနဲ့တူမကောင်းတာလို့ရင်တရေကိုဖြစ်ဖြစ်သူမကောင်းတယ်လို့ဖြစ်မှာသူမကောင်းတယ်လို့ဖြစ်ဖြစ်နော် တရေတို့သွားကြတရေကသူ့မှာဒုက္ခဖြစ်တယ်။ယုံကြည်ဆိုလို့ရှိရင်လည်းဘုမလို့ငယ်ငယ်တော့ဘုရငယ်တော့ဒီမစီရတန်ကြီးရွေသိမ့်လို့မောင်းပဲဆိုပြီးတော့ဘုရဟိတရာဘုကောင်းကြောင့်ဆရာကြီးနဲ့နေနေတော့ဒီမစီရတန်ဦးစင်းကြီးရွေသိမ့်လို့မောင်းကြောင့်ပဲဆိုကြောက်တာအများကြီး။တန်ခါတရားလို့ရှိကတောင်းဧကားနေတယ်လေတောင်းကနေက60ဆိုတန်ခါတရားလို့ကြောက်ကြောက်။ဘုရားကတိတ်တဲ့ဘုပွင့်တယ်လေဘုပွင့်ဆိုတော့ဘုံဘုံဒီကမောဖတ်တာပါ အမှကြောင်းအောင်မရှိဘူးကြောင်းအောင်မရှိသေးတော့တရပိတန်ကြီးရှိတယ်အဲ့တရပိတန်ကြီးအောက်ပါတရပိတန်ကြီးရဲ့အောက်မှာမတ်တကြီးထိုးပြီးတော့တန်ခါးလေးအောင်ချိန်ပြီးညကျတော့တိမ်ထုတ်တယ်ကမောဖတ်တယ်ပြီးတော့အဲ့လိုချိန်ပြီးခလန်းလမ်းမှာပြင်ကုန်ရှိခွေးတွေအဲ့တရကောင်ကသူ့ရဲ့အယိုးတွေသူ့ရဲ့ခုံးတွေချီလာပြီးပြန်လာလာချတာတရရဲ့ချောက်ချောက် ယတိဇောဆိုလို့ရှိရင်အမေသားတွေဒီဝတာတွေဒီစပိတ်ရှိပြီးတော့စိုက်ကေဘောလို့စပိတ်ဘောလို့တင်သွားရင်အဲ့ဒါအဲ့ဒီစပိတ်လို့ပေါ့စိုက်ကေလည်းပေါ့အဲ့ဒီဘောဘောမှရှိတဲ့စပိတ်ဘောမှရှိတဲ့အမေသားတွေဒီဝတာတွေဒီရှိတော့ဘူးလို့ပြောက်ပြောက်ဟာလားအဲ့လောက်တည်းဆိုအဲ့ဘုရောတာရီအများကြီးလို့ကြည်ရလို့ရှိတယ်အတန်တရားတော့ပမာမတ္တကြီးထိုးပြီးတော့ပမာအိတ်ကြတယ် ိတ်ချင်ကြတယ်ဘုန်းကြီးတွေကြောက်မှဆိုလို့ဆိုရွာတဲ့ကာလာသားတွေရွာတဲ့ခိုင်းတွေလာအိတ်ကြမတကယ်သူတို့ကကြောက်ကိုတော့မအောင်တည်အဲ့ဒါကြရတော့ကျေးဇူးတော်ဘယ်သွားကြမှာလဲဟိုကျင်ငယ်သွားဆုံးပါရွာတဲ့သူမှားထားတာဘုန်းကြီးတွေကျင်ငယ်ဆိုရင်လိုက်သွားကြောက်မှဆိုလို့သူတို့ကလည်းရဲကိုတော့ပါကျွန်တော်မသိအဲ့ဒါကြီးတွေပါကြည့်လို့လည်းဆိုတော့ကြောက်လို့ဘာကြောက်တာလဲဆိုတော့ဒီတည့်ရဲ့ပြန်ပါတဲ့အမျိုးသမီးရတဲ့ မျိုးသမီးရတယ်ဒီခေါင်းကပါဘူးလေခေါင်းကပါဘူးခေါင်းပြတ်တယ်ခေါင်းပြတ်နေပြီအောက်ကချောက်ကြီးလေးရှိတယ်ကလေးဟိုတဲ့နှုတ်တိုင်ပြတ်ကလေးကိုနှုတ်တိုင်ပြတ်အပြင်းစမ်းအဲ့လိုတွေ့ရတယ်ဥတုဟုကြတော့လေညနာတစ်ချမ်းပဲရှိတယ်အဘလူဘလူပေါ့လေသူတို့တွေ့လိုက်ရတယ်ဗျာမင်းကြီးက ဘလို့မဆိုဒီဘဝကြီးဘလို့မမလို့ချင်ဘူးခေါင်းမပါမတဲ့ဘဝဘလို့လို့ချင်ဘူးမျက်နှာတစ်ချမ်းလေးရှိတယ်ဘလို့ကလို့ချင်ဘူးမျက်လုံးကမလှဘူးမျက်လုံးကတမိညာရောက်တယ်နှာခေါင်းကတမိညာပါးစပ်တမိညာရုပ်ကမလှဘူးရုပ်မလှတဲ့ဘဝဘလို့ကလို့ချင်ဘူးဘလို့ကမလှဘူးမလို့ချင်ဘူးတချို့အဝတ်မပါဝတ်ပေါ်ပါမနဲ့ပြင်းလွားနေရတယ်အကုသို့ကြောင့်ကာယကံဝစီကံမရောကံကြောင့်အဲ့ဒါတွေလည်းရှိတယ်အဲ့လိုမျိုးဘဝဖြစ်ချင်တယ်မဖြစ်ချင်ဘူးအဲ့တရေအကြောင်းပေါ့တရေဖြစ်ရမှာကြောင်းအကြောင်း သူမှသူ့ဘာသူဆင်းရဲနေတာကိုယ်သွားကြောင်။သူကလည်းကိုယ်ကြောင်။သူ့ဘာသူဆင်းဆင်းရဲနေရတာလေ။သူတို့ကကိုယ့်အကူအညီတောင်းတာဆရာလေးရဲ့ဆရာလေးအမြပြီးပါအောင်။တမီးလေးတွေကြောင်းမှာရင်းနေမှာလာတင်နေတယ်။ရင်းနေမှာတင်တဲ့ကုသိုလ်လေးတွေအမြပြီးပါအောင်ဒီလိုပေါ့နော်။ဒါပေမဲ့သူကကိုယ်ကကြောင်။ကိုယ်ကလူတွေကြောင်။ကိုယ်ကအိပ်ပျော်နေတယ်ခရောခရောအိပ်။အဲ့ဒီလိုကျွန်တော်ကလေးတို့တမီးလေးတမီးလေးတို့ကုသိုလ်လေးအမြပြီးပါ။သူကအမြတော့ကိုယ်ကလူတွေကြောင်။ သွားတော့အပြာနောက်တော့လူလူကြောက်အမျိုးတွေအပြာကြီးကြောက်တယ်ဆိုတော့အပေလေးပါကတော့မှအပေလေးပါငရဲဘလူးမမလို့ချင်ဘူးတတိဆန်ဘလူးမဖြစ်ချင်တိတ်တာဆိုတော့တစီတရေကိုပြောတစီကြောက်အောင်မဟုတ်တစီဖြစ်အောင်ကြောက်တရေကြောက်အောင်တရေဖြစ်အောင်ကြောက်တရေဖြစ်မဲ့ဘဝကိုရောက်အောင်ကြောက်နော်အဲ့လိုဖြစ်စေတဲ့ကံတွေမရှိဘူးလားမလုံနဲ့ဘူးနော်အတူတကယ် ပေလေးပါအရဲ့ရဲ့တိရိစ္ဆာန်ရဲ့ပြိတ္တန်ရဲ့သူတကယ်ဘယ်နှမျိုးလဲဒီမျိုးပြောမယ်ငရဲ့တိရိစ္ဆာန်ပြိတ္တန်သူတကယ်ပေလေးပါပြီးတော့ဘာမလို့ခြင်းဦးလဲစတောင်းနေကတ်သုံးပါကတ်သုံးပါလည်းမလို့ခြင်းပါဘူးမတွေ့ခြင်းပါဘူးလို့တပည့်တို့ဆုတောင်းလာတော့ကတ်သုံးပါဒုဗ္ဗိခန္ဓာကတ်တတ္ထန္တကတ်ရောဂန္တကတ်ဒုဗ္ဗိခန္ဓာကတ်ဆိုတာငမ္မခေါင်းပါလိုက်ပါအစာရင်မရှိဘူး အခုတို့ပြောပြပါဆိုတချို့နေရာနေဆိုနေကြောင်းမှရှိတဲ့သူတွေအစာရစာရှောက်ပါတယ်နော်အစာရစာရှောက်ပါအစာရစာရှောက်ငါ့ကိုခေါ်ပါတော့နော်အဲ့လိုငါ့ကိုခေါ်ပေါ်တဲ့ကမကြုံမရစီနေတူရီစုတော့နော်သူမှမကြုံဘူးမကြုံရင်ပဲဒီလိုအကြောင်းကြုံပြီဆိုရင်တော့ကြုံရတယ်နော်တတ်ထရတာကလက်လက်ထံပြီးဥစ္စာလဲအော်တော့လက်လက်ဒီနဲ့ဓာရီနဲ့လုံးပြီးနဲ့တရက်ဒီနဲ့ပြည့်ရခိုင်ရတဲ့တိုက်ရခိုင်ဖြစ်နေတဲ့တတ်ထရတာကအဲ့လိုကတည်းကလည်းမဆုံးမရစီနေတယ် ရောဂါတရကပြီးခဲ့တဲ့ကိုဗစ်19တော့ကိုဗစ်ရောဂါတော့ဖြစ်တယ်တမယောဂါလည်းဖြစ်တယ်ဘယ်ရောဂါဘသူမှဖြစ်ချင်းနော်အဓိကတည်းလည်းအဆုံးပြရစေတယ်ကတ်၃ပါးကပ်ပတပါကတ်၃ပါးဒုဗိခန္ဓရကတတ္ထရရကရောဂန္ဓရကလိုက်စိုက်ဒုဗိခန္ဓရကဒုဗိခန္ဓရကတော့ငတ်ဖို့ခေါ်ပါတယ်ကတော့နောက်တတ္ထရရကရောဂန္ဓရကကပ်ပတပါလေ သုံးပါးဒုဗိက္ခန္တကတတ္ထရဏကရောဂန္တကကျုံဉာဏ်မကျုံဘူးလားမကျုံရင်မကျုံစရာတဲ့အကံကြီးရှိဘူးမစုံမကျုံစရာတဲ့အလုပ်တွေလုပ်ဖို့နော်ကောင်းတဲ့လုပ်ရင်မကျုံကောင်းတဲ့လုပ်ကြောင်းငရေတဲ့စပြည်တာသူတွေကမရောက်ချင်မကောင်းတဲ့လုပ်ရင်ရောက်မယ်ကောင်းတဲ့လုပ်မရောက်ဘူးနော်ပြီးတော့ပယ်လေးပါကတုံးပါပြီးတော့ပါဆိုသေးတယ်ကြက်ပြစ်ရှိပါရပြည့်စပါပါလဲဆိုလို့ရှိရင်ငရေရောက်နေတာရပြည့်တယ် တတိယဆန်ဖြစ်နေတာရက်ပြက်တယ်ပြိတ္တဖြစ်နေတာရက်ပြက်တယ်ရုပ်ခန္ဓာသာရှိရဲ့နာခန္ဓာမရှိတဲ့အတ္တညတဘောနာခန္ဓာသာရှိရဲ့ရုပ်ခန္ဓာမရှိတဲ့အရူပဘောအဲ့ဒါလည်းရက်ပြက်တပါးပဲဒီဘုရားရှင်ရဲ့အဆုံးအမတွေမရှိတဲ့ပစ္စံတည်းအရာရောင်းနေတာလည်းရက်ပြက်တပါးပဲတရားတော်တွေကိုနားလည်နိုင်တဲ့ဉာဏ်ပညာချိုးတက်နေတာလည်းရက်ပြက်တပါးပဲဆွေးပြေစွာလက်ထံယုံကြည်ထားတဲ့ပစ္စံအရာရှိနေတာလည်းရက်ပြက်တပါးပဲ ဘုရားမပွင့်တဲ့အခါမှာလူဖြစ်နေရတာရက်ပြစ်တယ်ရက်ပြစ်ပြတော်ပါတယ်ရှစ်ပါးတော့ဘုရားအပွင့်နေတဲ့တရားတွေနားနေတယ်သူတို့ဟောတရားတွေလုပ်နေတယ်သူများတွေပြောနေတယ်ပါနေတယ်ပေါ့လေသူများတွေကုသိုလ်တွေလုပ်ကိုကမြေရောင်နေတဲ့ဆိုရင်အဲ့ညာကိုဘောင်းမွေးရှိပါဘူးနော်ရှိပြီနော်အဲ့ဒါကြောင့်ရက်ပြစ်အာသူများတွေကုသိုလ်လုပ်နေတယ်သူတို့တရားနာနေတယ်ဘုရားစာရွတ်နေတယ်ကုသိုလ်တွေလုပ်နေတယ်အိကုတုသူများတွေလုပ်နေပြီလေတတော်တယောက်ကတတိဆန်ဖြစ်နေတယ်ဆိုတော့အိကုတုတဲ့သူပါဝင်ခွင့်ရှိပါဘူးနော် မရှိဘူးအဲ့ဒါကြောင့်သူကရက်ပြက်သူများဒီကုသိုလ်တွေလုပ်နေတယ်ဘုရားကုသိုလ်တွေတရားနာနေတယ်ကုသိုလ်တွေလုပ်နေတယ်စီဝိုင်းတွေကျူးစားနေတယ်တရားဘာဝနာရေးတွေကျူးစားနေတယ်ပြိတ္တာဘဝသစီတရားဖြစ်နေတယ်ဆိုတာရက်ပြက်သူ့တွေရက်ပြက်တော့ယုတ်ခန္ဓာသာရှိတဲ့လံခန္ဓာမရှိတဲ့အတ္တသဘောနံခန္ဓာသာရှိတဲ့ယုတ်ခန္ဓာမရှိတဲ့အရူပဘောလေးတော့နံပါတ်၅ခုကဘုရားရှင်အဆုံးအမမတည်ရှိတဲ့နိစ္စတတိယရဲ့ ဘုရားရှင်ရဲ့အဆုံးအမတွေရှိတယ်တရားဘုရားတွေပေါ်ပြတယ်နော်ကိုပစ္စံတတိယဘုရားအဆုံးအဖျားကြီးရောက်တယ်ဆိုတာတိတော်ပြန်တော့အဲ့ဒါလည်းရက်ပြည့်ပြည့်တရားတော်ကိုနားလည်နေလဲရှိတယ်ဉာဏ်ပညာချုပ်တယ်အခုဘုရားပြောတဲ့ကိလို့နားလည်တယ်စင်ပြေတို့ဘာမှမသိယူနေတဲ့သူမျိုးပေါ့နော်အဲ့ဒါလည်းရက်ပြည့်တပါးပြည့်ဆွေးပြဆောလက်ခံထားတဲ့ယုံကြည်ထားတဲ့အယူမမိစ္ဆာတိတိကိုမိစ္ဆာတိတိဖြစ်တယ်ဒိဋ္ဌိအကောင်မဒိဋ္ဌိမှာအကောင်မဒိဋ္ဌိမှာပြောကြတယ်ဆိုင်တယ်အကောင်ဒိဋ္ဌိဆိုပြောကြတယ် အဲ့လိုဒိဋ္ဌိဖြစ်နေတာရက်ပြည့်ပဲတော့ဘုရားကိုဝဲတဲ့အခါလူဖြစ်ရတယ်ဘုရားသံဃာနဲ့ပချုံအောင်ဆိုတဲ့အလိုက်ရှိတယ်ရက်ပြည့်ပြည့်တပည့်တော်ဘုန်းတော်ဘုရားသံဃာနဲ့ကြုံကြုံသူတော်ကောင်းတရားတွေနားလူဘဝရရနားကုသိုလ်တွေလုပ်ခွင့်ရတာခွင့်ကောင်းတယ်သူဘုရားသံဃာနဲ့မကြုံအောင်လေဘုရားကောင်းတရားတွေကမနာကုသိုလ်လည်းမလုပ်အောင်စီးပွားလည်းမလုပ်အောင်ကြောင်းလည်းမတည့်အောင်တရားလည်းမတည့်အောင်တရားလည်းအောက်ထောက်တယ်အဲ့ဒါရက်ပြည့်ပြည့် ေလေးပါကတ်သုံးပါပြီးတော့ရပ်ပြည့်ရှင်ပါနောက်တစ်ပြောပါလဲဇန်သူမြောင်းသားပါဇန်သူသောဘာတဲ့မှာအပဒံဆိုးဝါတာဇန်သူသောဘာရှိပြီးမိပြီးမင်းပြီးတကူတပြပြီးဝိကံသားစုမိစုပြီးဇန်သူမြောင်းသားပါဇန်သူမြောင်းကဖတ်တော့ပါလဲနံပါတ်1ရေးပြီးဦးနေဆိုရင်ရေးပြီးကြောင်းအဲ့ဒါကတော့ကလောဘောက်တော့ပြုတ်လိုက်အင်းကြီးမပြုတ်ဘူးဟာလူတွေလည်းတည်ရပါလားရေးပြီးရဦးနေဆိုသိစက်တယ် တော့ပြီး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 အခုလိုတွေ့ရသည်ဆိုရင်ဟိုမှာပြီးတော့ဒီမှာပြီးတော့နေတော့ပြီးပြီးကလည်းမတိတ်ချုံနဲ့နှိမ့်ဆက်အဲ့ပြီးပြီးဂျုံကျင်လားမဂျုံကျင်လားမဂျုံကျင်မင်းဆိုပြီးဆိုတာမင်းဆိုပြီးဆိုတာနှိမ့်ဆက်တဲ့နော်အစင်မပြေတဲ့သူပေါ့အစင်မပြေတဲ့မင်းနှိမ့်ဆက်တဲ့ပြီးအဲ့လိုပြီးနေလဲအဆုံးမရစေနဲ့နော်နောက်တစ်ခုကတခုတည်းမြပြီးတခုတည်းတည်းမြနေတဲ့ဂျုံကျင်လားဂျုံကျင်အဲ့ဒါလည်းရတယ်ပဲအမွေခံသားဆိုသူပြီးဆိုပြီး မွေခံမလိမ္မာတဲ့တာဆိုသမီးဆိုနေတွေ့ရတာလည်းရန်သူတပါးပဲတပီးတော့လိမ္မာလားတိမ္မာတိမ္မာမိရောလိမ္မာဟိုကတော့တပီးလေးရဲ့လိမ္မာဟောလိမ္မာမိတို့လေးယောက်လုံးလိမ္မာတာပေါ့ဒါဆိုလို့ရှိရင်တပီးတော့ရန်သူမျိုးငါးပါးတော့လို့စကူမလိမ္မာကိုပြေးပြေးရန်သူမျိုးနဲ့လားတွေ့ရန်သူမျိုးနဲ့လားတွေ့ ြီးပြီးရဲ့မိပြီးရဲ့မင်းဆိုးပြီးရဲ့တကုတ်တမြာပြီးရဲ့ဝိကံသာသမီးပြီးဆိုးပြီးရဲ့ဉာဏ်မျိုးလာပါလို့ခေါ်နော်ဉာဏ်မျိုးမနပါနဲ့အာလားမိတို့ဆိုရင်ဝိကံသာသမီးတို့ဟိုဟာဆိုးတဲ့သာသမီးဆိုးမဟုတ်ဘူးလေတမီးဆိုးမဟုတ်ဘူးလေတမီးလိမ်ပါလေဘုန်းကြီးတွေမင်္ဂလာပါဘုန်းဘုန်းဖရာနေပေးနေနော်မင်္ဂလာပါဘုန်းဘုန်းဖရာဥတည်ပါတယ်ဘုန်းဘုန်းဖရာကျူဆိုပါတယ်ဘုန်းဘုန်းဖရာအဲဘုန်းကြီးတွေ ဘုန်းကြီးတွေဘုန်းကြီးတွေတို့သူကြီးသူမတွေတို့ပြန်ပြီးဆိုင်ဆိုကြပါစို့ဘုန်းမင်္ဂလာပါဘုန်းလုံးပြန်ဥတည်ပါတယ်ဘုန်းလုံးပြန်လှုပ်ဆက်ပါတယ်ဘုန်းလုံးပြန်ပြီးဆိုတော့လှုပ်ဆက်ပါတယ်ဆလာပြီဆလာပြီဆိုမင်္ဂလာပါဘုန်းလုံးပြန်ဥတည်ပါတယ်ဘုန်းလုံးပြန်ကျူဆိုပါတယ်ဘုန်းလုံးပြန်ကျူဆိုပါတယ်ဘုန်းကြီးဟုတ်လားပြန်ပြီးဆိုရင်မင်္ဂလာပါဘုန်းလုံးပြန်ဥတည်ပါတယ်ဘုန်းလုံးပြန်လှုပ်ဆက်ပါတယ်ဘုန်းလုံးပြန်ဘုန်းဘုန်းလေးအကြောင်းအကြောင်းလုံးစိတ်လုံးစိတ် မင်္ဂလာပါဘုန်းဘုရားဥတ္တမပါလေဘုန်းဘုရားကျူဆောပါလေဘုန်းဘုရားအဲဘုန်းဘုရားကြွလာတော့လည်းပတ်ဆက်တယ်နော်လူကြီးတွေတွေ့လည်းအဲ့လိုပဲတော့နော်အမေကြီးတွေ့လည်းမင်္ဂလာပါမမေနော်မင်္ဂလာပါမေနော်လုဆက်ပါလေဒါမျိုးပေါ့နော်ဘုန်းဘုရားကြတော့ပုံပြီးတော့အယုဒေလေးမြန်ပြီပါတော့နော်လုဆက်ဘုန်းဘုရားကြွလာပြီဆိုရင်ဘယ်လိုလုဆက်မလဲမင်္ဂလာပါဘုန်းဘုရားဥတ္တမပါလေဘုန်းဘုရားကျူဆောပါလေဘုန်းဘုရား ာလို့ဆိုအခုယုံတယ်ဟမ်ဟိုဒီပါလားယုံတော့ဒါဒီတပည့်တွေဒီတပည့်တွေအဲ့ဘုမောပြန်ပြီးဆိုင်ပြီးတော့လုပ်ဆက်လုပ်တယ်မင်္ဂလာသောဘုမောဖျားဥတည်ပါတဲ့ဘုမောဖျားလုပ်ဆက်ပါတဲ့ဘုမောဖျားဒီလိုဒီလိုတော့မလုပ်ရတော့ဒီလိုဒီလို level လုပ်ဆက်ပါတဲ့ဘုမောဖျားပေါ့လူဆွေတော့ပြန်ဆိုဒီလိုဒီလိုလာတာနော်ဘုဘကြလာပြီဘုဘကြလိုက်ပြီလို့နှုတ်ဆက်တယ်မင်္ဂလာပါ ော်ဘုံဘုံတပီတို့စာသင်ပြီးပြီတပီတို့လည်းစကားပြောပြီးပြန်ပြီးဆိုတော့ဘုံဘုံဘယ်လိုလုပ်ဆက်မလဲကဲအဲ့ဒါဆိုရံသူမျိုး၅ပါးထဲမှာအမွေခံတောင်းစုတပီဆိုတာလွတ်သွားရင်တားလိမ့်မယ်တပီလိမ့်မယ်လေးတွေဖြစ်နော်ပြဆိုသောဆိုတာပဲလေးပါကတ်သုံးပါပြီးတော့ရက်ပြည့်ရှစ်ပါရံသူမျိုးကပါပြီးတော့ဝိပတ္တိတရားလေးပါဝိပတ္တိစတိပစ္စည်းတာ ဝိပတ္တိဆိုတာမဖြစ်တာဖြစ်တာပျက်စီးတာဘာပျက်စီးတာနံပါတ်1ကာလဝိပတ္တိတဲ့မင်းဆိုမေယုတ်တို့အိုးဆိုးတဲ့ကာလမှာဖြစ်ရတာအဲ့ဒါပျက်စီးခြင်းတစ်မျိုးပဲနောက်ဂတိဝိပတ္တိတဲ့အပေလေးပုံမှာငရဲတတိဇံပြိတာသူတကယ်ဆိုတဲ့အပေလေးပုံမှာဖြစ်ရတာလေပျက်စီးခြင်းပဲဥပရိဝိပတ္တိရုပ်စိတ်အိမ်ကချုပ်တဲ့တချို့မျက်လုံးမပါဘူးတချို့နှာခေါင်းမပါဘူးတချို့ပါးစပ်မပါဘူးတချို့လက်မပါဘူးခြေထောက်မပါဘူးစသည်ပေါ်လေအဲ့ဆိုတော့လူမစိုးလို့ဘာလို့မဖြစ်ခြင်းချွတ်ချွတ်မော်တွေဖြစ်ခြင်း အဲ့လိုဥပရိဝိပတ္တိရုပ်စင်ပြက်စင်ပြက်လည်းဘယ်သူမှမဖြစ်ချင်ဘူး။အဲ့ဒါလည်းတို့ရွေးရပါလို့ဆုတောင်းနော်။ဘယောကဝိပတ္တိမကောင်းမှုတို့ကိုပြုရအတတ်မွေးနော်။အဲ့လိုလည်းဘယ်သူမှမဖြစ်ချင်ဘူးပဲ။ဝိပတ္တိတရားဒီပါ။ကာလဝိပတ္တိ၊ဂတိဝိပတ္တိ၊ဥပရိဝိပတ္တိ၊ဘယောကဝိပတ္တိဝိပတ္တိတရားပထမပါ။ဒီပါ။တော့ဝိဒိဝါကတ်သုံးပါပြီးတော့ယပိရှင်ပါပြီးတော့ဇန်သမျိုးကပါပြီးတော့ ဝိပဿနာလေးတော့ပြီးတော့ပြတ္တနာတရား၅ပါးပြတ္တနာဆိုပြတ္တနာဝိပဿနာကောင်းကျိုးတရားများကိုဖြည့်ဆည်းစေတဲ့ဝိပဿနာနော်ဝိပဿနာကကောင်းကျိုးတရားများကိုဖြည့်ဆည်းစေတဲ့ဝိပဿနာနော်အယူမှန်ပြည့်စည်ခြင်းအကျံငါးပါးကိုပြည့်စည်ခြင်းဝိပ္ပတိတရားခေါ်တယ်အဲ့ဒီငါးပါးရှင်းသုံးပါးသာမန်ပြည့်စည်တာအဲ့တဘွားတာပြည့်စည်တယ်နောက်နှစ်ပါးတော့ အပေလေးဘုံတို့ရောက်စီအောင်ကြီးမားသောပြည့်စုံခြင်းဒသနာတရား၅ပါးဆိုဒသနာညာတိပြဒနာဆွေပြိုးတွေပြည့်စုံတယ်နော်အပြေတို့အပြေတို့နော်ညီကမောင်မတို့အချို့ရှိတယ်အချို့ရှိတော့ပြည့်စုံတာနော်ဘောဂပြဒနာစီးပြီးဥစ္စာတွေပြည့်စုံသွားတယ်လောကပြဒနာအနာယောဂတွေဖြစ်ပြီးတော့ပြည့်စုံသွားတယ်တိလပြဒနာကိုကြည့်တိလတွေပြည့်စုံတယ်ဒိဋ္ဌိပြဒနာအယူအမှန်မရှိတော့ဘူးလေအယူမှားတွေလည်းတည်ရှိတယ်နော် အယူမှန်မယူဘဲနဲ့အယူပေါင်းယူပြီးပစ္စည်းရအဲ့ဒါပြဒနာတရားကားပါဇာတိပြဒနာဒုက္ခပြဒနာဒုက္ခပြဒနာတိလပြဒနာတိတိပြဒနာဆိုတော့သူတွေဩဃတမှာဆူတော့တယ်ကုန်ပြီနော်ပြဒနာတရားကားပါကုန်ပြီတော့ဆက်ဆက်ခါကတဲ့ခေလိုခြင်းကြီးဖြစ်ပြီးဗတရားဘုရားနိဗ္ဗာန်ချမ်းသာတရားတော်များကိုကြားပါလိမ့်ချင်အဲ့ဒါရလုပ်ပြီးတော့ဗတရားဘုရားရအောင် အာနာပါနအဝိလေထက်ပြီးရှုမယ်တရားရှုမယ်ဝိပဿနာဉာဏ်ရှုမယ်ဝိပဿနာဉာဏ်ရင့်ပြီးတော့ပြည့်ဉာဏ်ပုံဉာဏ်အဲ့ဒါဆိုအိဗတ်တက်ပြအမြဲဆုံးရောက်တယ်ဒါဆိုတော့ဩဃတအနိချုပ်ပြန်ပြောမယ်ဩဃတစတာဖွင့်ပြုပါခွင့်လွပါခွင့်ပြီးပါလို့ဒီပဲရတယ်ကာယကံစဉ္ကံမနောကံကံသုံးပါးနဲ့ပြန်မမိတာလေးပေါ့နော်နောက်အဲ့လိုရှိကုကရောတယ်ကရောကြီးကြောင့်ဘာလို့ရပါလို့လဲဆိုရင်အပေလေးပါပဲလေးပါပါလဲဆိုရင်ရေ တတိဇံပြိတံအတုတကယ်အဲ့ဒီဘလောဘလို့ဤနောက်ကတ္တမကတ္တမလောဘလို့ဆိုဒုဝိကရဏကငမခေါမတဲ့ကလွတ်ချက်နဲ့တတ္တရကလက်လက်တံပြီးဥစ္စာတံပြီးနေတည်နေတဲ့လက်လက်တည်းနဲ့တပ်ဖြတ်နေတဲ့ဘီရလွတ်ချက်နဲ့ဘောကန္တရကအနာယောဂါတွေဖြစ်တဲ့ဘီရလွတ်ချက်ကပ္ပနပါလေအလွန်ကြောက်ပွက်ဖွယ်ကောင်းမလာတဲ့ဘီကြီးကကြီးသုံးပါးတဲ့မျက်မှောက်ဘဝမှာကြုံတွေ့နေတဲ့ကြီးမားလာသည့်ဆင်းရဲဒုက္ခကိုခံစားမှဖြစ်တယ်တဲ့နော် ကတ်၃ပါးပြီးတော့ရက်ပြည့်၈ပါးရက်ပြည့်ဘယ်နှပါးလဲအေးလူလောကမှာဘုရားဝင်နေတယ်သူများတွေကုသိုလ်တွေလုပ်နေတယ်ဆွေရောသူများကြီးပျော်ပါနေတယ်နော်သူများတွေပျော်ပါနေတယ်ကုသိုလ်တွေလုပ်နေတယ်ဇီဝတွေလုပ်နေတယ်ကျောင်းတွေတက်နေတယ်တရားတွေထိုင်နေတယ်အဲ့လိုတွေလုပ်နေလို့ကိုကငရဲရောက်နေအဲ့ချက်ကိုမပါတော့နော်အဲ့ဒါကြောင့်လက်ပြည့်ရပြီရှိပါငရဲ့ရဲ့တိရစ္ဆာန်ရဲ့ပြိတ္တာရဲ့ရုပ်ခန္ဓာသာရှိပြီးတော့နာခန္ဓာမရှိတဲ့အတ္တပြတ္တဘုံ တခန္ဓာသာရှိပြီးတော့ယုတ်ခန္ဓာမရှိတဲ့အရူပပေါ့တော့ဘုဒ္ဓဘာသာလို့ဆိုရဘုရားရှင်ရဲ့အဆုံးအမတွေမတည်တဲ့ပြဿနာတွေရဲ့တော့တရားတော်နားလည်နိုင်တဲ့ဉာဏ်ပညာချုပ်တဲ့ဉာဏ်ချုပ်တဲ့လေဘုဒ္ဓမကောင်းလေအောင်လို့မတည်ဘူးရှိဦးနေတာအဲ့လိုမျိုးရှိတယ်လေအဲ့လိုမျိုးတော့ဆွေမျိုးစွာလက်ကယုံကြည်ထားတဲ့မိစ္ဆာတတိယဝါရဖြစ်နေတော့ဘုရားမဝိတ္တခါမှလူဖြစ်နေအဲ့ရှိပါရပြည့်ရှိပါတပီတော့အဲ့တည်းလွတ်တယ်နော်တော့ရံသူမျိုးကားပါ ပြန်သူရုံမှာပါလဲရေးပြီးတဲ့ကိုတင်တော့အသက်တွေဆုံးရှုံးနေတယ်အများကြီးရှိတယ်သူတို့ဒီအဲ့လိုထပ်ပြီးတော့ပြုံပါစေနဲ့တို့လည်းမကြုံဘူးမိမိခုလက်ရှိတွေ့ရတယ်မှာမိမိနဲ့ပြီးတော့ဒီလေးလောင်းရဟောဝါးလေးလောင်းတရားလေးလောင်းမဖြစ်ဘူးလားဖြစ်လားဦးရတော့ဦးပြည်ပြည်နဲ့ဇောကိပင်တောင်းနော်ပြီးအောင်လို့နော်အဲ့ပြည်နဲ့ဘယ်သူကြုံနေလဲဘယ်သူမှမကြုံဘူးနော်ပြီးပြည်နဲ့မကြုံပြရစေနဲ့ရန်သူမျိုးသားပါတယ် ။နောက်ပင်းစုမိလည်းမကြုံပြရစေနဲ့တကုတ်တပြားလည်းမကြုံပြရစေနဲ့။အပွေကသာဆိုတပိစုမလိမ္မာတဲ့တပိစုမလိမ္မာတဲ့သာဆိုလည်းတပိပြရစေနဲ့။တပိတော့လိမ္မာတဲ့သမီးတွေလားမလိမ္မာတဲ့သမီးတွေလား။အလိမ္မာတဲ့သမီးတွေကိုလည်းရေချဲနေမှလည်းတက်နေတာပေါ့။ဘုဖို့တွေတွေ့ဘူးလို့လုံးဆက်မလဲ။မင်္ဂလာပါ။ဥတည်ပါလေဥလေးတည်လိုက်ပါမယ်ကျေကျေလေးတို့လည်းမင်္ဂလာပါခေါမုံဖေဟာဥတည်ပါလေခေါမုံဖေဟာ ကျူးဆိုပါတယ်ဘုရားဟုတ်ပါစက်ကကြားတယ်လည်းဘာလို့အဲ့လိုလုံးမသားနဲ့လဲဘူးရဟာဒီကလေးတွေဘာပြောလိုက်ပါလဲဘာပြောလိုက်တယ်လဲအဲ့လိုချင်းနေဝင်တော့ဒီလိုလေးမင်္ဂလာပါဘုန်းဘုရားဥတည်ပါလေဘုန်းဘုရားကျေးဇူးပါတယ်ဘုန်းဘုရားကျွားလို့ပါဖြေရလို့ပြောမယ်နော်ကြည်ပြန်ပြောပါဦးပါရဲ့လည်းပြန်ပြန်လို့ပြောပါဒီကလေးဘာပြောလိုက်ပါလဲဘာပြောလိုက်လဲဒီလိုဖြစ်နေခဲ့တာကျမ်းမာမန်လေးပြောတယ်မင်္ဂလာပါ ုမုဖျားပြီးတော့ဥတ္တပါတဲ့ဘုံဘုံဖျားဥတ္တနဲ့ရှစ်ခုတော့ပြောလိုက်တာပြီးတော့ကျူဇော်ပါတဲ့ဘုံဘုံကြောက်လာတော့ကျူဇော်ပါတဲ့ဘုံဒါရဘုံဘုံပြန်ကြောက်တော့ပြီဆိုရင်ဘယ်လိုလုပ်ဆက်မလဲလုပ်ဆက်ပါတဲ့ဘုံဘုံဖျားမင်္ဂလာပါပြန်ပြီးဘုံပြန်ကြောက်ပြီဆိုရင်မင်္ဂလာပါဘုံဘုံဖျားဥတ္တပါတဲ့ဘုံဘုံဖျားလုပ်ဆက်ပါတဲ့ဘုံဘုံဖျားဘုံဘုံကြောက်လာပြီဆိုရင် င်္ဂလာပါဘုန်းဘုရားဥတည်ပါတယ်ဘုန်းဘုရားကျူဆူပါတယ်ဘုန်းဘုရားကျူဆူတယ်ပေါ့ဘုန်းဘုရားကြောက်တော်ပြီဆိုရင်အဲအဲ့လိုကြီးကြီးတယ်အဲ့လိုလိမ့်ပါနဲ့ကလေးတွေကြတော့မိဂန်သားစုတပည့်စုတွေပဲပါတော့လေနော်တားလိမ့်ပါတပည့်လိမ့်ပါလေဖြစ်တာပေါ့နော်နောက်ဝိပတ္တိတရားလေးတော့ဆိုတာကာလဝိပတ္တိနော် ကတိဝိပတိဥရိဝိပတိပယောကဝိပတိနောက်ပြဒနာတရား၅ပါးဆိုတာယတိပြဒနာစေမျိုးတွေပျက်စီးတယ်ဘောဂပြဒနာစိနေဥစ္စာတွေပျက်စီးတယ်လောကပြဒနာအနာယောဂတွေပျက်စီးတယ်တိလပြဒနာအချင်းတိလတွေပျက်စီးတယ်ဒိဋ္ဌိပြဒနာအယူမှန်ကိုမယူဘဲနဲ့အယူမှောက်ကိုရှုပြီးတော့ပျက်စီးတယ်နော်ဆိုတော့အဲ့ဒါလည်းမလောရပါလိမ့်ဤတုပ်ပြီးတော့အဲမတရားဗုဒ္ဓယာဒိဗ္ဗတရားတော်များကိုရပါလိမ့်ရှင်ပြန်ဆိုတဲ့အတိုင်းတပည့်တို့ရဲ့အမြဲတမ်းပါစီ လောကီလည်းချမ်းသာပါစေလောကုတ္တရာလည်းချမ်းသာပါစေပညာတတ္တိတွေဖြစ်ပါစေအမေတ္တတော်တဲ့ဘုရားတွေဖြစ်ပါစေအဖေတ္တတော်တဲ့တပည့်ကောင်းလေးတွေဖြစ်ပါစေဆရာသမားတွေထက်တော်တဲ့ဆရာသမားတွေထက်နောက်တစ်ဆင့်ပြည့်တဲ့ဘဝကိုထူထောင်နိုင်စွာရှိတဲ့တပည့်ကောင်းလေးတွေဖြစ်ပါစေလောကီလည်းချမ်းသာလောကုတ္တရာလည်းချမ်းသာတရားချမ်းသာရတဲ့တပည့်ကောင်းလေးတွေဖြစ်နိုင်ကြပါစေကုန်သတည်းတရားခေါ်နေနော်ဘုရားတရားဟောပြီးပြန်ကြတော့ဆက်တော့ဘယ်လိုလုပ်ဆက်မလဲ ဖုံးပြတူသမီးတို့ရင်းချင်းနေမှာတင်းအောင်လားထိုင်ဆောင်နေပြီဆိုတော့ဘုံအကျွလာပြီကျွလာပြီဆိုတော့သမီးတို့ဘယ်လိုလုပ်ဆက်မလဲသမီးတို့တရားဟောပြီးပြီစာသင်ပြီးပြီပြန်တော့မယ်ဆိုရင်သမီးတို့ဘယ်လိုလုပ်ဆက်မလဲအဲမင်္ဂလာပါသမီးတို့ဒီကဲအားလုံးကျမ်းမှာချက်လာချင်ရပြီလားချက်